မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပြီးသွားမှာကတော့ဗမော်တိုက်ပွဲမှာ ခရိုင်ရီမအရာရှိအများအပြားကြဆုံးမှုများရှိနေဟုဆိုတဲ့သတင်းကိုတင်ဆက်ပြီးပါမယ်ရှင် KNYPDF ဖူပေါင်းဖွဲ့တို့ကနေဗမော်ရှိစစ်စင်ရေးကုကဲမှုဌာနချုပ်စကားဆ23ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရင်အင်အားအလုံးရင်ဖြင့်တိုက်ခိုက်လျက်ရှိရာ KNY မအရာရှိအများအပြားကြဆုံးမှုတွေရှိနေတယ်လို့ဗမော်သတင်းအရင်းအမြစ်ဖြစ်သူတက်မတော်နဲ့နှိစက်တူတို့ကပြောပါတယ် KIA တို့ကနေဗမော်ကိုသိမ်းပိုက်နိုင်ရေးအင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်ပေးမဲ့လဲတပ်မတော်ဘက်ကနေဒရုန်းတိုက်ခိုက်မှု လေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေကတိကျလွန်လာကြောင်း KIA PDF အများအပြားကြဆုံခဲ့တာဟုတ်တယ်။အဲ့ဒီထဲမှာ KIA အရာရှိတော်တော်များများလည်းကြဆုံနေလို့သိရတယ်။ဆိုရှယ်မီဒီယာတွေမှာလည်းဗိုလ်မှူးအဆင့်ဗိုလ်ကြီးအဆင့်တွေအထိပါကြဆုံနေတာကိုတွေ့ရတယ်လို့သူကပြောပါတယ်။ ဗမော်တိုက်ပွဲမှာခရိုင်ရေးအရာရှိတွေအပြင်ခရိုင်ရေး PDF ရေးပေါ်များလည်းအများအပြားကြဆုံနေပြီးတချို့ဒေသများမှာအလောင်းပြန်မရတဲ့အတွက်ဓာတ်ပုံဖြစ်တာအတုပပွဲတွေကိုပြုလုပ်နေရတယ်လို့နှိဆက်သူအတိုင်းဝိုင်းတွေစီကနေသိရပါတယ်။ဗမော်တိုက်ပွဲမှာအကြဆုံများတော့ဒေသရင်းမှာရှိတဲ့လူငယ်လူရယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးဗမော်ရှေ့တန်းကိုလွတ်တယ်။ရှေ့တန်းမှာကြာရင်သူတို့ကအရာရှိပိုင်းလောက်ပဲအလောင်းကိုပြန်သေးတာ။ ကျန်တဲ့အောက်ခြေကရဲဘော်တွေကိုကျင်းတစ်ခုတည်းထည့်မြုပ်လိုက်တာမိဘတွေဆိုရင်အလောင်းတောင်ပြန်မရတဲ့အတွက်ဓပုံနဲ့ပဲအတုပပွဲတွေကိုကျင်းပပြုလုပ်နေရတယ်လို့ချက်မခုံးဒေတာကန်တူကပြောပါတယ်။ခရယေ PDF ဖူပေါင်းအဖွဲ့တို့ကနေဗမော်ကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်အကြအဆုံးများပြလာတဲ့အတွက်ကချင်ပြည်နယ်အတွင်းရှိလူငယ်လူရွယ်များကိုအတရားဓမ္မဖမ်းဆီးခြင်းလူသစ်ဆုဆောင်းခြင်းစစ်ရဘုံတွေအတွက်အခွန်ကောက်ခံခြင်းနဲ့စက်ကြီးကောက်ခံခြင်းတွေကိုရခင်ကထပ်ပုံမှုတွုံးမြင့်လှုံ့ဆောင်လာတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။ကျမတို့ပောင်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်ဖြစ်ပေါ်နေတဲ့သတင်းထုတ်သတင်းဥများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုဂါနာစွန်လွင်စာတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။ နာတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ပါတယ်။